ဖြင်ကိတ်တဲ့ဝမ်ပက်လေးတွေရဲ့ချစ်စရာကောင်းတဲ့အချက်များပထမဆုံးကတော့သူတို့ရဲ့အင်းအင်းလေးတွေပါဝမ်ပက်လေးတွေအင်းအင်းပါတဲ့အခါမှာတော့ကုပါတုံးလိုခုရှိလေးတွေပါတဲ့ဒီကုပါတုံးအုံးတတီလေးတွေဟာဆိုရင်သူတို့ရဲ့နေမည်သတ်မှတ်တဲ့အခါမှာလိမ့်သွားခြင်းပြုတ်ချသွားခြင်းမျိုးတွေမဖြစ်စေပါဘူးရဲ့ရှင်တွေးတူးတဲ့အချိန်အမလေးတွေရဲ့ဝမ်ပိုက်မှာအညစ်အကြေးတွေနဲ့အမုံအမွားတွေဝင်ရောက်ခြင်းကနေကာကွယ်ဖို့အနောက်ကိုမျက်နှာမူထားတဲ့အိတ်လေးတွေပါရှိပါတယ် တခြားချက်မျိုးနဲ့ဝင်နေလို့ပဲဝမ်ဘက်လေးတွေရဲ့သွားကြီးထွားနှုန်းကဇက်တိုက်ဖြစ်နေတာမို့လို့ထိမ့်သိမ့်ဖို့ခက်ခဲတဲ့အတွက်တစ်ချိန်လုံးအသီးအရွက်တွေကိုကင်နေကြရတာပါဝမ်ဘက်လေးတွေကဩစတေးလျမှာအကြီးဆုံးမြေတွင်းအောင်ဒရိတ်ဆန်တွေဖြစ်ပြီးကျယ်ပြန့်တဲ့ဥမေလှိုင်ကောင်းစနစ်တွေကိုတူးပေါ်နိုင်တဲ့သူလေးတွေပါခြေတံတူတူနဲ့ဝါဖဖိုက်ခန္ဓာကိုရှိလို့အထင်မသေးလိုက်ပါနဲ့နော်တနအီမှာ40ကီလိုမီတာပြေးနိုင်တဲ့ heavy weight champion လေးတွေပါ ဝမ်မက်လေးတွေကအစာခြေပြတ်နှုန်းအလွန်နှိမ့်ကွေရာကြောင့်အလွန်ခြောက်သွေ့ရဲ့ပါဝင်ခြင်းမှာရှင်တန်နေထိုင်နိုင်ကြပါတယ်။အစာကိုအပြည့်အဝခြေပြတ်ဖို့အတွက်ဆိုဝမ်မက်တကောင်ဟာ14ရက်အထိကြာမြင့်နိုင်ပါတယ်။မိတ်ဆွေတို့မှာရောဘလောက်ကြွကြွချက်ချင်းအစာမြဲတဲ့ချက်သူလေးရှိကြလားရှင်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။